ဂျိုရှော့ဖန်ရဲ့နိုင်ပွဲအတွက်မမမိုးတယောက်လက်ခုပ်တီးပြီးအားပေးနေမလားအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့အလံမှုပေါင်းဆင်းကနေပြန်လည်ပြီးတော့ဂျိုဆူလိုက်ပါတယ်ဘွားမမမျောလင်းရတဲ့လူတယောက်စီကနေမျောလင်းချက်တွေထားရှိခဲ့ကြဘူးမှာပါအဲ့လိုမမျောလင်းရတဲ့လူတယောက်စီကနေမျောလင်းမထားတဲ့အရာတစ်ခုရလိုက်တဲ့အခါမှလည်းပျော်ရွှင်ခြင်းနဲ့ဝမ်းနေခြင်းနှစ်ခုတည်းအရာတစ်ခုနဲ့တော့အားလုံးလဲရင်ဆိုင်ကြုံတွေ့ခဲ့ကြဘူးမယ်ထင်ပါတယ်လူတိုင်းမှာမျောလင်းခွင့်နေရှိသို့မျောလင်းထားတဲ့လူတိုင်းဖြစ်ချင်းခဲ့ကြမှာပါတခါလေမထင်မှာပဲနဲ့မျောလင်းထားရဖြစ်တတ်ပေမဲ့ အများအားဖြင့်တော့မျောလင်းထားသမျှတွေဟာတဲတဲရင်သို့ဖြစ်သွားခဲ့ကြတာကပိုပြီးတော့များတယ်လို့ပဲဆိုခြင်းပါတယ်။တစုံတယောက်စီကနေတစုံတစ်ခုမျောလင်းခဲ့ကြတဲ့အခါမျိုးမှာခြေချင်းမေတ္တာတရားတွေလည်းပါဝင်တတ်သလိုအခြားသောမျောလင်းချက်တွေလည်းပါဝင်ထားခဲ့ကြမှာပါ။ကိုချစ်ခင်မြန်တော်ကလည်းလူတယောက်စီကနေခြေချင်းမေတ္တာပြင်သူမနာခံနေထွက်ကြလာမယ်အပြုံးလေးတပွင့်လည်းပါသလိုကိုယ့်ရဲ့အောင်မြင်ခြင်းတွေအတွက်ဘေးနာနေတီးခတ်ပေးမယ်လက်ခုပ်တန်တွေလည်းပါဝင်တယ်လို့ပဲဆိုခြင်းပါတယ်။ဒါကိုချစ်မြတ်နိုးသူတွေစီကနေအလိုရှိဆုံးယာရီလို့ဆိုပါဖြစ်ပြီးအဲ့ဒီဟာသုံးခုတည်းကတစ်ခုလောက်ရတယ်ဆိုပေမဲ့ဂျင်းနက်စာကောင်းနေခဲ့မှာဖြစ်ပါတယ်။ ကိုယ့်အချစ်အဆုံးသူတွေစွာကိုမိဘဇနီးများနဲ့ချစ်သူကြီးစားတွေနေမဟုတ်ပဲကိုယ့်ရဲ့အိုင်ဒေါ်ဒါမှမဟုတ်ကိုယ့်ဘက်ကသဘောကျတဲ့သူတွေလည်းပါဝင်တယ်လို့ပြောရမှာပါငယ်စဉ်ကလေးကသဘောကျခဲ့တဲ့အိုင်ဒေါ်တွေတယောက်ဆောင်တွေဆိုတော်တွေကလည်းဇော်ရီရဲ့ချစ်ခင်များနိုးရသူတွေပါပဲအဲ့လိုတယောက်ဆောင်တွေဆိုတော်တွေကိုသဘောကျတဲ့လူသားတွေထဲမှာဂျိုရှာဖန်လည်းပါဝင်လို့ပြောရမှာပါဂျိုရှာဖန်စွာကအားလုံးနဲ့ထွေထူးမိတ်ဆက်ပေးစရာမလိုတော့အောင်မြင်နေတဲ့လူငယ်ဖိုင်တာလေးတယောက်ပါချင်းတိုင်းသားလူငယ်လေးတယောက်ဟာတောင်တန်းဒေသတွေမှာကြီးပင်းခဲ့ရပေမယ့် ူကရုပ်ရှင်မင်းသမီးတော်တယောက်ဖြစ်တဲ့မိုးရီကိုခေါ်မမမိုးသဘောကျတယ်ပရိသတ်တယောက်ပဲဖြစ်ပါတယ်ဒါသူကိုယ်တိုင်ပြောခဲ့တဲ့စကားတိုင်းဖြစ်ပြီးတော့မြမသေုပ်ဆောင်တွေထဲမှာသူသဘောကျတဲ့သေုပ်ဆောင်ဟာမိုးရီကိုဆိုပြီးတော့ဖေးဆိုးထားခဲ့သေးတာပါမမမိုးနဲ့ဂျော်ရှာဗန်တို့ရဲ့ဇလန်းတွေအဆိုပါချက်ကိုကိုးကားပြီးတော့တရင်မျိုးဆောင်ထွက်ခဲ့မဲ့ဂျော်ရှာဗန်ကမမမိုးသူသဘောကျတဲ့သေုပ်ဆောင်အိုက်တော့ဖြစ်တတ်မှတ်ထားသူလည်းဖြစ်ပါတယ်ဂျော်ရှာဗန်ကလည်းမမမိုးသဘောကျတယ်မမမိုးကိုယ်တိုင်လည်းဂျော်ရှာဗန်နဲ့ပတ်သက်ပြီးတော့ပရိသတ်တယောက်အမေးကိုအသေးဖြူလေးပေးပြီးတော့ပြန်လည်တုံ့ပြန်ထားခဲ့တာပါ မမမွေတုံးပြမှုဟာအဖြူအောင်ချစ်ဆွဲသဘောအထိပ်ပဲဖြစ်ပြီးတော့ဂျိုရှွာဗန်ရဲ့သူ့ကိုသဘောကျသတင်းစကားကိုသူကတိုင်ကြားသိထားဖြစ်တယ်ဆိုတော့ပြန်လှည့်ပြီးတော့တုံးပြန်သွားသဘောဖြစ်ယူဆသွားမှာဖြစ်ပါတယ်။အဲ့လိုမျိုးဂျိုရှွာဗန်ကလည်းမမမွေသဘောကျတယ်မမမွေကလည်းသူ့သဘောကျတဲ့အကြောင်းသိနေခဲ့တဲ့ခါမျိုးမှာမမမွေပရိသတ်တယောက်ဖြစ်တဲ့ဂျိုရှွာဗန်တယောက်မမမိုးစီကနေမျှော်လင့်ချက်တစ်ခုတော့ရှိနေခဲ့လိမ့်မယ်ထင်ပါတယ်။အဲ့ဒါကတော့မမမိုးစီကလည်းချစ်ချင်းမြတ်တာလည်းမဟုတ်လို့သူမစီကကျက်တီရှီလုံးနိုင်ပြုံးလဲမဟုတ်ပါဘူး။ပြီးခဲ့တဲ့နေ့မနက်ခင်း UFC ပြိုင်ပွဲမှာပြိုင်ပတ်ဂျပန်ဖိုက်တာအနိုင်ရခဲ့တဲ့ လူငယ်ကစားမတယောက်အနေနဲ့သူသဘောကျတဲ့မမမူစီကနေအားပေးစကားသံဖြစ်စေလက်ခုပ်တန်လေးဖြစ်စေကြားချင်နေခဲ့ပဲထင်ပါတယ်ကိုရီဆိုရင်လည်းအဲ့လိုမျောလင်းချက်မျောတဲ့မျောလင်းနေမိမှာဖြစ်ပြီးတော့ဘာကြောင့်လဲဆိုရင်ကိုယ့်ရဲ့အောင်မြင်မှုကိုကိုယ့်ရဲ့ idol ဖြစ်သူတယောက်ကလက်ခုပ်တီးပြီးတော့ဂုံပြူတယ်ဆိုရင်အရသာဘာတိုင်းမှမလဲနိုင်တဲ့အတွက်ကြောင့်ပါပဲဂျိုရှဖန် UFC မှာရှုံးမဲမရှိသေးပါဘူးဆိုရင်ဂျပန်ဖိုင်တာကိုပြီးခဲ့တဲ့တနိညာကစားခဲ့တဲ့ UFC 313မှာရှင်ပန်ထိုးတက်ခဲ့ပြီးတော့ဒါအမှတ်နဲ့တူအနိုင်ရသွားခဲ့ပါတယ်အဲ့လိုအနိုင်ရတဲ့ချိန်မှာဂျိုရှဖန်ကမြန်မာနိုင်ငံလမ်းလွှမ်းခြုံပြီးတော့အောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ် UFC 313ပြိုင်ပွဲမှာရှုံးဝဲမရှိသေးတဲ့ fighter online ပြထားတာပါအဲ့လိုနိုင်ခဲ့တဲ့ပွဲစဉ်မှာ Joshua Van အမေဖြစ်သူလည်းလက်ခုပ်လက်ဝါးတွေတီးပြီးတော့အောင်ပွဲခံနေခဲ့တာကိုလည်းမြင်တွေ့ခဲ့ရပါသေးတယ်ဒါကြောင့်အောင်ပွဲကမိခင်တယောက်အတွက်ဘာတွေမှမလဲနိုင်တဲ့ရာတစ်ခုလို့ဆိုရမှာဖြစ်ပြီး Joshua Van တောင်မိခင်ဖြစ်သူလက်ခုပ်တန်းတွေကြားခဲ့ရသလိုမျိုးမမမိုးစီကိုင်းလည်း Joshua Van လက်ခုပ်တန်းတွေကြားကျင်နေခဲ့မှာဆိုတာသူကြိုင်မဲ့သိပါလိမ့်မယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျနောက်ဗီဒီယိုဒီမှာလဲ MMA fighter များရဲ့အားကစားနဲ့ပတ်သက်တဲ့လက်ဝဲသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီရှိဖို့လည်းဖိတ်ခေါ်ပါရစေ။ ကျွန်တော်ရဲ့ page လေးကိုလည်း like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားပြီးတော့တောင်းဆိုပြရစေခင်ဗျ။ဆုံးနေကြပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။